ောက်ပြေးရတယ်ဘာလို့လဲအထမအတိမ်မြရခိုင်လူမျိုးတို့ရဲ့ရိုးရာယထားဆွဲပွဲတော်ကိုစစ်တွေမျိုးမှာဖေဖော်ဝါရီလ19ရက်နေ့ကစတင်ကျင်းပနေပြီဖြစ်ပါတယ် ယထာဆွေးပွဲဖွင့်ပွဲအခမ်းအနားကိုဖေဖော်ဝါရီလ19ရက်နေ့ည9နာရီခွဲမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒီယထာဆွေးပွဲတော်ကျင်းပလာမှုဟာအထမအကြိမ်မြောက်ကိုရောက်ရှိလာတာဖြစ်ပြီးအခုနှစ်ကျင်းပမှုကိုဘောင်းဘုတ်သားစုရက်ွက်ကဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ယထာဆွေးပွဲကိုဖေဖော်ဝါရီလ23ရက်နေ့အထိ9ရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။ ဲ့ဒီပွဲကိုစစ်တွင်မြို့မှာရှိတဲ့ရက်ကွက်ပေါင်း32ခုရှိတဲ့အနက်ရက်ကွက်30လို့ကပါဝင်ရှင်ပြိုင်ကြတာဖြစ်ပါတယ်ပထမပွဲစဉ်အဖြစ်လမ်းမတော်တောင်ရက်ကွက်နဲ့မြို့တကြီးရက်ကွက်တို့ရှင်ပြိုင်ခဲ့ကြရမှာလမ်းမတော်တောင်ရက်ကွက်ကအနိုင်ရရှိခဲ့ပါတယ်ယထားဆွဲပွဲမှာရခိုင်လူမျိုးတို့ရဲ့ရိုးရံအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပါတယ်နှစ်စဉ်တပူရဲလမှာကျင်းပလေးရှိပြီးဒေတာရင်းတည်ငြိမ်အေးချမ်းစေဖို့အစားအစာရေပေါများစေဖို့အပြင်တဘာဝဘေးအန္တရာယ်ကိုတရောက်ချင်းကင်းဝေးစေဖို့ကျင်းပတာဖြစ်ပါတယ် ယထာပန်းရိုင်လို့ခေါ်တဲ့ပန်းရိုင်ကြီးကိုအလဲကထားပြီးရက်ွက်အလိုက်ရှင်တန်ကြမှာဖြစ်ပြီးဒီနှစ်ထဲမှာဆိုပါကရခိုင်ပြည်နယ်မြို့အများစုမှာယထာဆွဲပွဲကျင်းပပြုလုပ်ဖို့ရှိတယ်လို့စစ်တွေမြို့ကစာရေးဆရာပတိကျော်ကပြောပါတယ်ယထာဆွဲပွဲတော်ကိုစစ်တွေမျိုးအလဲမှာရှိတဲ့ဝင်းကပါခွင်းမှာညအချိန်မှာကျင်းပတာဖြစ်ပြီးလာရောက်ရှင်ပြိုင်တဲ့ရက်ကွက်အသီးသီးကလည်းရိုးရအစင်လာမပြတ်ရအောင်မီးရှူးမီးတိုင်တွေတရားပွဲတွေနဲ့လာရောက်ရတာဖြစ်ပါတယ်။ယထာပန်းရံရဲ့တစ်ဖက်စီမှာကျိုးရင်းနှစ်ခုစီကိုထည့်သွင်းထားပြီး ရက်ကွက်နှစ်ခုကနေတစ်ဖက်တစ်ချက်စီနေရာယူကအပြိုင်ဆွဲရတဲ့ယထာဆွဲပွဲဖြစ်ပြီးပျော်ပွဲရှင်ပွဲတစ်ခုဖြစ်တယ်လို့ရိုးရအမွေနှစ်ကိုလက်ဆင့်ကမ်းထိမ့်သိမ့်တဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ယထာဆွဲပွဲတစ်ပွဲပြီးတိုင်းနှစ်ဖက်အသင်းကစင်မြင့်ထက်ကိုတက်ရောက်ပြီးတန်ကျက်ထိုးလေးရှိကအဲ့ဒီတန်ကျက်တွေကဒေတာရင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုထုတ်ဖော်ပြီးတန်ပြန်ဟစ်တွေးကြတာဖြစ်ပါတယ်။